တို့အညာကို အစဉ်မြင်အပေးချပါတော့တော်လန်ကလစ်ကများအလုံးမင်းမင်္ဂလာပါရှင်ဆရာကြီးမြတ်တန်တင်ဘာသာပြန်ထားတဲ့လေလွင်တူးဆိုတဲ့ဝတ္ထုကို အပိုင်းလေးအနေနဲ့ဆက်လက်ပြီးတော့ဖပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကျမကတော့အတော်ပါလေလွင်တူမြတ်တန်တင့် အခန်းလေးကျွန်တော်မှာဘာမှထွထွေထူးထူးလုပ်စရာမရှိတော့စက်ထရလီတာနဲ့အတူလိုက်လာပြီးချူအင်ဂမ်ဝါနေတယ်သူကတော့မုတ်ဆိတ်ရိတ်နေတယ်ကျောင်းဆောင်တစ်ခုလုံးပိုးပွဲကိုတွားနေကြလို့ရေချိုးကန်းထဲမှာကျွန်တော်တို့နှစ်ယောက်ပဲရှိတယ်ရေချိုးကန်းထဲမှာပူလောင်နေတယ်ပြရင်းပေါက်တွေကလည်းအငွေ့ပြန်လို့ဝတ်တော့ဝတာဖြစ်နေတယ် နေရံနားမှာရေချိုးတဲ့ရေချိုးစလုံးကြီး၁၀လုံးလောက်စီတန်းချထားတယ်။ဆက်ထရလီတာကအလဲကစလုံးတစ်လုံးထဲကိုဆင်းလိုက်တယ်။ကျွန်တော်လည်းသူနဲ့ကက်လျက်စလုံးတစ်လုံးနဲ့ဆင်းပြီးရင်နွေးပိုက်ကိုတလက်ရေအေးပိုက်ကိုတလက်ရှောက်ဖွင့်တယ်။ဒါကကျွန်တော်အကျင့်လေး။ဆက်ထရလီတာဟာမုတ်ဆေးရင်ရင်အိန္ဒိယဒေသန်ဆိုတဲ့တခြင်းကိုလေ့ချုံနေတယ်။သူ့လေ့ချုံတန်ကခက်ဆူဆူ။ ဒါပေမဲ့တပောင်းမှတန်စင်မတူဘူးတကယ်ပဲလေချုံလိုက်မှဖြစ်တော်တော်တန်တန်လေချုံတက်တဲ့သူတွေတောင် မချုံတက်တဲ့သချင်းမျိုးတွေကိုမှချုံတက်တယ်ခုအိန္ဒိယတေးတန်းဆိုတဲ့သချင်းမျိုးအမတ်30ရိတ်တာလမ်းပေါ်ကလူတက်ပွဲဆိုတဲ့သချင်းမျိုးကိုမှချုံတက်တယ်ဒီကောင်လေချုံလိုက်ရင်သချင်းလေးပြဲ့ရောမမိကြအောင်မလားမသိဘူးရောဘတ်ဟာညင်ညစ်ပပနေတဲ့အကြောင်းကိုကျွန်တော်ပြောခဲ့တယ်လေအေး ။ဆက်ထရလီတာကလည်းထိုနီး၎င်းဝင်ခမြ။ဒါပေမဲ့နည်းနည်းတော့ကွဲဆက်ထရလီတာညစ်ပတ်တာကလူမသိဘူးလူမြင်ကွင်းမှာမပေါ်ဘူးကြည်လိုက်ရင်တန့်ပြန့်လို့လူကြည်လိုက်ရင်တော့ကြော့လို့ပဲဒါပေမဲ့သူ့နေပုံထိုင်ပုံကြတော့တကယ်ညစ်ပတ်တာပဲဥပမာသူ့မုတ်စရိတ်ဓာတ်ကိုပဲကြည့်သူ့ဓာတ်ကအမြဲတန်ကြီးတွေတက်နေတယ်မုတ်စိတ်မွေအတူအစရိတ် စက်ပြာမှုတ်တွေကလည်းပေးလို့ဘယ်တော့မှစေကျော်တန့်စင်တာမတွေ့ရဘူး။အေးပြင်စင်ဝတ်စားပြီးထွက်လာရင်တော့အကြပဲ။ဒါပေမဲ့ကျွန်တော်လိုနီးနီးကပ်ကပ်နေကြည့်ရင် သူလဲလူမသိသူမသိညစ်ပတာပဲခမျက်။ဒီကောင်ကသူ့ကိုသူတို့အကြအပြင်းမာပေါ့ဗျာ။သူ့ကိုသူတိတ်ချွတ်တဲ့ကောင်ကိုတခြားမကြည့်နဲ့။အနောက်ဘက်ကဘာတစ်ချမ်းလုံးမှာသူ့သားအချောဆုံးလို့ထင်တဲ့။ဒီလောက်သူ့ကိုသူထင်တာ ဟုတ်ပါတယ်ဒီကောင်ရုပ်ဖြောက်တာချောတာကိုကျွန်တော်ဝန်ခံပါတယ်ဒါပေမဲ့သူချောပုံရုပ်ဖြောက်ပုံကတမျိုးခမရဘယ်လိုပြောမလဲခမရမိဘတွေကပြက်ကရင်ကိုလှမ်းကြည့်လိုက်လို့သူ့တပုံကိုတွေ့ဟေးဒီကောင်လေးကဘာတူလဲလို့မေးရမယ်ချောပုံမျိုးကျွန်တော်ဆိုလိုတာကဒီကောင်ချောပုံဟာ ပြက်ကရင် အဖုံးလို့ဖို့ကောင်းတဲ့ချောပုံမျိုးလို့ဆိုလိုတာပါကျွန်တော်တို့အကြောင်းမှာဒီကောက်ထက်ချောတဲ့ကောင်တွေရုပ်ဖြောက်တဲ့ကောင်တွေအများကြီ ဒါပေမဲ့သူတို့ချောပုံကဓာတ်ပုံထဲမှာမစားဘူးအပြင်မှာသာကြည့်ကောင်းတာဓာတ်ပုံထဲကျရင်နှာခေါင်းကကြီးနေတယ်လို့လို့နေရွက်ကြီးတွေကကားနေတယ်လို့လို့ဖြစ်နေတတ်တယ်ဒီလိုဟာမျိုးကျွန်တော်မကြမကြတွေ့ဘူးတယ်ဆက်ထွက်လေတာကမုတ်စိတ်ရိတ်နေတော့ကျွန်တော်လဲသူ့အနားမှာရှေ့ရဲ့ရေချိုးကန်ထဲထိုင်ပြီးပိုက်တွေကိုရှောက်ဖွင့်နေတယ်ခေါင်းမှာကျွန်တော်ဝဲလာကစတော့လိုက်အုတ်ထုပ်အနီကလေးကိုခက်လန်လန်ဆောင်းထားလိုက်တယ်ဒီအုတ်ထုပ်ကလေးကိုတိတ်တဘောကြတာကို ဟဲ့ကောင်ငါ့ကိုတစ်ခုလုပ်ပေးကွာလို့ဆက်ထွဲလီတာကလှမ်းပြောတယ်။ဘာလို့ပေးရမှာလဲလို့ကျွန်တော်ကခက်အင်အင်နဲ့မေးတယ်။ဒီကောင်ကသူများပစ္စည်းကိုချင်းကတုံးချင်တဲ့ကောင်မျိုးဆိုတော့ကျွန်တော်ကလည်းတကယ်ခက်အင်အင်ပဲ။သူကသူ့ကိုသူရုပ်ဖြောက်တဲ့ hot shot ဆိုပြီးတကယ်သူများအပေါ်မှာအခွင့်ကောင်းယူခြင်းတဲ့ကောင်မျိုး။သူတို့ကိုကိုသူတို့ချစ်နေတော့သူများတွေကလည်းသူတို့ကိုလိုက်ချစ်နေတယ်လို့ထင်နေကြဟန်တူရဲ့ ဒီလိုချစ်တော့သူတို့ကိုမျက်နှာသာပေးမယ်အခွင့်အရေးပေးမယ်လို့ထင်မှုရပါတယ်ဒီနေ့ညမင်းအပြင်ထွက်အောင်မလားမသိသေးဘူးဘာဖြစ်လို့လဲတနင်္လာနေ့ကျရင်ငါတမိုင်းဖြေရမှာကွာဒီတော့ဆံမျက်နှာတရားလောက်ဖက်ရမှာငါအချိန်မီရအောင်ဒီတော့ငါကိုအင်္ဂလိပ်စာစာရေးစာကုန်းတစ်ပုဒ်လောက်ရေးပေးကွာတနင်္လာနေ့အမီပေးရမှာရေးချိန်ရမှာမဟုတ်တော့ဘယ်နေလဲတော်တော်တော့ရေးစရာကောင်းတယ်ဟဲ့ကောင်ရဲ့ ငါကစာမပွဲမဖြေနိုင်လို့ကြောင်းထုတ်ခံရတော့မယ်ကောင်။မင်းစာရေးစာကုံကရေးပေးလို့ဖြစ်မလားကွ။ချီးမှာပဲ။ငါသိပါရဲကွာ။ဒါပေမဲ့ဘာပဲဖြစ်ငါ့ကိုရေးပေးကွာ။ငါရေးနိုင်မှာမဟုတ်ဘူး။ဘဲနေလေတငယ်ချင်း။ပြောပါကွာတငယ်ချင်းကလေ။ Okay နော်။ကျွန်တော်အင်းမလို့အဲမလို့နေလိုက်တယ်။ဆက်ထရယ်လီတာလို့ကောင်မျိုးကိုဒီလိုဆက်တငငငဖြစ်နေအောင်လှုပ်ထားမှတော့ကကြမယ်မဟုတ်လား။ ဘာကြောင့်ရရမှာလဲကွာဘာကြောင့်မဖြစ်ဖြစ်ကွာအဖွဲအနွယ်စိုက်စာကုန်မျိုးပေါ့ကိုနေခဲ့ဘူးတဲ့အခန်းတခန်းကြောင့်မဖြစ်ဖြစ်အိမ်တဲအိမ်အကြောင်းမဖြစ်ဖြစ်မင်းကြိုက်တာရေးပါအဖွဲအနွယ်ပိုင်းပြီးရပဲပြောရင်ဆိုရင်ကိုလူကတန်းနေလိုက်သေးတယ်ခမသူကလည်းအကူကြီးတောင်းသေးစိတ်မပါလက်မပါနဲ့တန်းနေလိုက်သေးတယ်ဆိုတော့ကျွန်တော်လည်းတော်တော်ဒေါသထွက်သွားတယ်ဒါပေမဲ့တိတ်တော့ကောင်းကောင်းမရင်နဲ့ကွာ ဆရာဟာဆယ်ဆိုတဲ့အဖိုးကြီးကမင်းအင်္ဂလိပ်စာမှာ hot shot ဖြစ်တာကိုသိတယ်။ပြီးတော့မင်းရဲ့ငါနဲ့တခမ်းနဲ့နေရဆိုတာကိုသိတယ်။ဒီတော့ဆာရီစာကုန်းကတိတ်ကောင်းနေရင်မင်းရေးပေးတယ်ဆိုတာသိသွားလိမ့်မယ်။ဒီတော့ကော်မာတွေဘာတွေပုတ်ဖြတ်ပုတ်ချတွေကိုမှမှန်ကန်ကန်မထည့်နဲ့ကွာထည့်ချင်တဲ့နေရာမှာရှောက်ထည့်။ကျွန်တော်တော်တော်ခံပြင်းသွားတယ်။သူကလည်းအကူကြီးတောင်းသေးတယ်။ဝင်ပြီးလဲဆရာလှုပ်လိုက်သေးတယ်ဆိုတော့ခမရတော့ပဲစဉ်းစားကြည့်လေ။ ဆက်ထရလီတာဆိုတဲ့ကောင်ကဒီလိုကြီးပါပဲပြီးတော့ဘာမှလည်းနားလည်တာမဟုတ်ဘူးစာစီစာကုန်းမှာသူကြက်ကြနေတာဟာ ကော်မာရီဘာရီပုတ်ဖြစ်တွေပုတ်ချတွေမှားလို့လို့သူထင်နေတယ်ပုတ်ဖြစ်တို့ပုတ်ချတို့မှန်ရင်စာစီစာကုန်းကောင်းတယ်လို့ထင်ဟန်တူပါရဲ့ဒီကောင်လဲရောဘတ်နဲ့အတူတူပဲနားမလည်ဘဲနဲ့လူတက်လုပ်ပြီးတိတ်ပြောချင်တာပဲတခါကျွန်တော်နဲ့ရောဘတ်တို့ဘေးပေါ်တွက်ကြည့်ကြတယ်ကျွန်တော်တို့အတင်းက ကစားသမားတွေထဲမှာဟောင်ဝီကွိုင်းဆိုတဲ့ကောင်တစ်ကောင်ပါတယ်ဒီကောင်ကအရက်အမောင်တော်တော်ကောင်းတယ်ရောဘတ်ဟာဒီကောင်ကိုကြည့်ပြီးကြည်စမ်းကွာဒီလိုကောင်မျိုးမှဘစ်ဘော်ကစားလို့ကောင်းတာတဲ့ဘာဆိုင်လို့ရောအရက်မြင့်တာနဲ့ဘစ်ဘော်ကစားကောင်းတာတခြားစီပဲကျွန်တော်ကလည်းအဲ့ဒီလိုလူတက်လို့ပြောတာမျိုးဆိုသိမ့်မုန်းလားရေချိုးကန်ထဲမှာထိုင်နေရတာပြင်းလာတာနဲ့ကျွန်တော်ကြမ်းမြင်ပေါ်ဆင်းပြီးခြေကကနေ အမှန်ကတော့ကျွန်တော်ခြေကမကတ်တတ်ပါဘူး။ဒါပေမဲ့ကျန်းပြင်ကကြောက်တုံးကျန်းပြင်ဆိုတော့တော်တော်ခြေကကလို့ကောင်းတဲ့ကျန်းပြင်မှမဟုတ်လား။ကျွန်တော်လည်းတေဂီတာစမြူးတွေထဲကမင်းသားတွေကတလို့ခြေကကနေတယ်။ဆက်ထရယ်လီတာကမှန်ကြည့်ပြီးမုတ်စေးရိတ်နေရင်ကမှန်ထဲမှာကျွန်တော်ခြေကကတာပုံနေတာကိုကြည့်နေတယ်။ကျွန်တော်ကလည်းနည်းနည်းအရှက်နေတဲ့ကောင်းဆိုတော့ပြိတ်တယ်လို့လည်းမဟုတ်လား။ကျွန်တော်ကအခန်းထဲမှာ ရှေကလျှောက်ကနေကဟစ်ကောင်ငါကပြင်းနေပရင်ခံသွားကအဖိုးကြီးကငါခြေကကတာကိုမကြိုက်ဘူးငါကိုအော့စပေါ့ကိုလှုပ်ပြီးစတင်စေချင်တာဒါပေမဲ့ငါသွေးထဲမှာတော့ခြေကကတဲ့ဗီဇပဲရှိတယ်လို့ကျွန်တော်ကပြောတော့ဆက်ထွက်လေတာကရှည်နေတယ်ဒီကောင်ကဟာတာတို့ဘာလို့ပြောတာမျိုးကိုတော့လိုက်နိုင်ပါတယ်ဒီနေ့ညစိတ်ဖီဖိုးလာပြတဲ့ညကွကျွန်တော်ကတော့တခန်းလုံးပတ်ချာလဲကနေရတော်တော်မုန်းနေပြီ။ အသက်တောင်ကောင်းကောင်းမရှူနိုင်တော့ဘူးခုဇလိုက်မင်းသားကြီးတွေကအသက်ကြီးကုန်ပြီကွာဒီငနေကြီးတွေကနိုင်တော့မှာမဟုတ်ဘူးဒီတော့ဤဖေကိုဘရင်ခံသားကသူတို့နေရာကိုဝင်ရတော့မှာပေါ့ဟဲ့ကောင်ဒီအထုပ်ကိုဘယ်ကဝင်လာတာလဲဆက်ထရလီတာက ကျွန်တော်ကောင်းမှစောင်းထားတဲ့တောလိုက်အထုပ်ကို ကြည့်ပြီးမေးတယ်ဒီကောင်ကဒီလိုအထုပ်မျိုးကို တခါမှမတွေ့ဘူးဒီပဲကိုကျွန်တော်လဲမောတာနဲ့စက်မကနိုင်တော့ပဲရက်လိုက်တယ် ။ခေါင်းကအုတ်ထုတ်ကလေးကိုချွတ်ပြီးအကျဉ်60မြောင်စိုက်ကြည့်နေတယ်။မင်းကကနယူးယောက်မြို့ထဲကဝယ်လာခဲ့တာကွ။တော်တော်လာပေးရတယ်။တိတ်လား။ဆက်ထရယ်လီတာကခေါင်းညှိလိုက်ပြီးသိစမကြတာပဲလို့ပြောတယ်။ခွေးမသားအတမေကျွန်တော်အကြိုက်လိုက်ပြောနေတယ်။ကျွန်တော်သိတာပေါ့။သူခိုင်းချင်တာရှိနေပြီကို။ဟဲ့ကောင်ဘယ်နဲ့လဲ။ငါအတွက်စိုက်စကုံရေးပေးမယ်မဟုတ်လား။အချိန်ရရင်ရေးပေးမယ်။ အချိန်မရရင်တော့ရေးမပေးနိုင်ကျွန်တော်ကသူ့အနာရေချိုးကနှခမ်းပေါ်တွတ်ထိုင် မင်းဘသူနဲ့ချိန်နာတလေဖြည်ကြည်ရဲဆိုရယ်ကောင်းပါလားဟွန်းဝမ်းမကြီးလိုပဲပုတ်ပြပြနဲ့ကန်ထုတ်လိုက်ပြီဒီလိုစုံငါကိုလွှဲပေးကွာတကယ်ပြောတာငါလိုကောင်းမျိုးနဲ့မှလိုက်တာရှူပေါ့ဒါပေမဲ့မင်းထက်အသက်ကြီးပါရယ်ကွာဒီတုန်းမှာဘာဖြစ်လို့မှမသိဘူးကျွန်တော်ကမြေကျော်ထချင်လာတယ် ရေချိုးစလုံးထဲကခုံဆင်းပြီးစက်ထရလီတာကိုခုံအုပ်ချင်လာတယ်။အုပ်ပြီးလေပင်ကိုလက်မောင်းကြမှာညှက်ချင်လာတယ်။ကိုအားတတန်နဲ့ညှက်လိုက်ရင်လေပင်အစ်ပြီးတေးသွားနိုင်တယ်။ဒါနဲ့ကျွန်တော်လည်းကြားတဲ့တကောင်လို့သူ့ကိုခုံအုပ်လိုက်တယ်။ဟဲ့ကောင် မလုံနဲ့ကွာငါမကြိုက်ဘူး။ဟဲ့ကောင်မလုံနဲ့ကွာလေပင်အစ်လို့တေးတော့မယ်လို့စက်ထရလီတာက အော်တယ်။ဒီကောင်ကသူ့ကိုဒီလိုအကြမ်းမနဲ့ကစားရင်မကြိုက်ဘူးလေ။ကျွန်တော်ကလည်းမလှုပ်ဘူး။ သူ့လယ်ပင်ကိုလက်မောင်းချတဲ့မှာညှက်ထိုင်းလွတ်အောင်ယုံဖို့ကွာဟဲ့ကောင်မလုံနဲ့လို့ပြောနေတယ်ကွာစက်ထွက်လီတာဟာလေထဲမှာကင်ထားတဲ့မုတ်ဆက်ရည်ဓာတ်ကိုချလိုက်ပြီးအตาလေးညင်နေရကအလစ်မှာစောက်ပြီးယုံထွက်လိုက်တယ်အမှန်ကတော့ဒီကောင်ကတော်တော်တန်တဲ့ကောင်ကျွန်တော်ကလူပြုတ်သူ့လောက်ပဲမှတန်လိမ့်မတော့ကျွန်တော်လက်ကလွတ်သွားတော့မှဟဲ့ကောင်မလုံနဲ့ကွာလို့ပြောပြီးမုတ်ဆက်ကိုစိတ်ရိပ်နေတယ် ဒီကောင်ကမိုးဆေးရရင်ဘယ်တော့မှတခါတည်းနဲ့မပြီးဘူး။နှခါလောက်တော့ရိတ်တယ်။သူ့ကိုယ်သူစတိုင်သိကြချင်တဲ့ကောင်ကို။ဒါဖြစ်ရင်မင်းနဲ့ချိန်ရတဲ့ကောင်မကလေးကဘယ်သူလဲ။ပြောလေကွာ။ဖီဂျီရဲ့မဟုတ်ရင်ဟိုဖီလစ်ဆိုတဲ့ကောင်မလေးလား။မဟုတ်ဘူးကွာ။အမှန်ကတော့ဖီလစ်နဲ့ချိန်မှုပဲ။ဒါပေမဲ့အစီအစဉ်နဲ့လွဲကုန်လို့မချိန်ဖြစ်တော့သူများဥသွားတယ်။ခုငါနဲ့ချိန်ရတဲ့ကောင်မက ထော်ရဲ့ကောင်မလေးနဲ့အတူတူတခန်းထဲနေတဲ့ကောင်မကွာနမေတော်ကောင်ကောင်မမှတ်မိတော့မင်းကိုတိပါတယ်ဘယ်သူကတိတာလဲငါနဲ့ချိန်ထားတဲ့ကောင်မလေးကတိတာပေါ့ဟုတ်လားသူ့နမေကဘာတဲ့လဲကျွန်တော်နည်းနည်းစိတ်ဝင်စားသွားတယ်နီယိုငါစဉ်းစားလိုက်အောင်မေဟိုဂျင်းဒါလည်းကားဆိုလားဘာလားကောင်မလေးနမေကိုကြားလိုက်တော့ကျွန်တော်ရေချိုးကန်ပေါ်ထိုင်နေရတာထထခုံလိုက်မိတယ် ကျွန်တော်စိတ်ထဲမှာတော့လဲကြသေးသွားမယ်လို့တော့ထင်လိုက်မိပါရဲ့ဂျင်းမဟုတ်ပါဘူးကွာဂျင်းမခွေးမသားလက်စားတော့ဒီကောင်မလေးနဲ့ချိန်ထားတာကိုငါကကောင်းတည်တာပေါ့အရင်ຫນွေတုန်းကတို့နဲ့အင်းကြီးနာချင်းပဲသူတို့အိမ်မှာဒိုဘာမင်ခွေးမကြီးတကောင်ရှိတယ်ကွာသူ့ခွေးကြီးကတို့အိမ်ထဲကိုဝင်ဝင်လာပြီဟဲ့ကောင်အလင်းရောင်လက်မကွယ်စမ်းနဲ့ကွာကောင်းကောင်းမုတ်ဆက်ရည်လို့မရအောင်ဒီဘက်နားမှာလဲရက်ကို့လူရည် ကိုတော့တော်တော်စစ်လို့ရှာသွားတယ်တကယ်ပဲခုဘမစောင့်နေတယ်လေငါသွားပြီးတော့နှုတ်ဆက်ချင်တယ်ကွာတွဲဖက်ចောင်းဆောင်ကဧကန်ခမ်းမထဲမှာလားအေးသူကငါ့အကြောင်းဘာတွေပြောသေးလဲဟုတ်ကောင်းစီကသူသွားသေးသလားသူကပြောတော့အဲ့ဒီကောင်းစီသွားမယ်လို့ပြောတာပဲငါ့အကြောင်းကိုဘာတွေပြောသေးလဲသွားလားမသွားလားတော့ငါပဲသိမလဲကွာဟဲ့ကောင်ထားစမ်းကွာငါမျက်နှာတော့ဘွားကိုဖိနှုတ်ထိုင်နေတယ် ဟုတ်သားပဲကျွန်တော်ကသူ့မျက်နှာတုပ်ပေါ်ကညစ်ညစ်ကြီးပေါ်ထိုင်မိလျက်သားဖြစ်နေတာကိုကျွန်တော်ကဂျင်းဂျင်းဆိုပြီးပစကရွတ်နေတယ်ဆက်ထရလီတာကတော့ကျွန်တော်ဒေါ်လိုက်အုတ်ထုတ်ကလေးကိုစောင်းကြည့်နေတယ်ကျွန်တော်ကပြောလိုက်တယ်ကောင်မကအကကောင်နေကွဘဲလေးတို့ဘာလို့လက်တက်တယ်ဒီနေ့ကိုနှစ်နာရီလောက်အကလေးကျင့်တယ်ချီကွာတိတ်ပူတဲ့ရာသီကြီးမှသူမလို့မမောမပန်းကျင့်လားငါဖြစ်အဲ့ရော် ဒီလောက်အကကျင်းတော့ခြေတလုံးကြီးတွေကြီးပြီးတတို့ခံကြီးတွေဖြစ်လာမှာကိုလန့်နေငါကသူနဲ့တကစားပဲကွာဘာကစားတယ်ကွာကြားလေကွာကြားကစားတယ်ဟုတ်လားဒုက္ခပါပဲကောင်မကသူကင်းမြရရင်ဘရောမမရွှေ့တော့ဘူးဆရာအဲ့ဒီကင်းကိုနောက်တန်းမှာပဲထားတော့တာပဲဘရောမရှေ့ကိုထုတ်မလာတော့ဘူးရသမြကင်းတွေကိုနောက်တန်းထဲမှာတကောင်မီးတကောင်စီထားတော့တာပဲဘရောမ ထုတ်မသုံးတော့ဘူး ကင်းတွေကိုနောက်တန်းမှာတီးလို့စီထားတာကိုသဘောကျလို့တယ်။ဆက်ထရယ်လီဒါကဘာမှမပြောတော့ဘူး။ကြားကစားတာတို့ဘာလို့ဆိုတာမျိုးကိုလည်းတော်တော်လူစိတ်ဝင်စားတတ်ကြဘူးမဟုတ်လား။ကျွန်တော်ကသူ့အမေကြီးကလည်းငါနဲ့ကလပ်တစ်ခုမှာအသင်းဝင်နေကွာ။ငါလည်းတစ်ခါတလေဝက်ခန်းတဲ့အခါကောက်ကွင်းသွားပြီးခရီးလေးပါလိလှုပ်တယ်။သူ့အမေကြီးနဲ့လိုက်လိုက်ပြီးကတိခဏခဏလှုပ်တာပေါ့။ ကိုချင်းချီရိုက်ချက်190စလောက်ရိုက်နေတယ်။ဆက်ထရယ်လီဒါကတော့ကျွန်တော်ပြောတဲ့စကားကိုလုံးလုံးနားမထောင်တော့ဘူး။ခေါင်းမော်ကသူ ရှိုးထုတ်ထားတဲ့အမောက်ကလေးတွေကိုပြီးနေဖီးနေလေရဲ့။ငါဆင်းသွားပြီနှုတ်ဆောင်မှထင်တယ်။တောင်းတာပဲ။အေးကွာငါလေးငါမင်းလောက်ဆို ပြန်လာခဲ့မယ်။ဆက်ထရယ်လီဒါကသူ့ဇပင်ကို နောက်တစ်ခါပြန်ဖီးနေတယ်။ဒီကောင်ဟာဇပင်တစ်ခါဖီးရင်တနားရီလောက်ကြာတတ်တယ်ခမည်း။ ဂျင်းရဲ့အဖေနဲ့အမေကကွဲနေကြတယ်။အမေကနားရကြားယူဝင်မဲ့အဲ့ဒီလူကြီးကအယက်သမားကြီးကွာ။လူကလည်းပိန်လို့ခြေထောက်ကလည်းခြေသလုံးမွေးတွေထူးလိုက်တာမပြောပါနဲ့တော့။သူကအမြဲတမ်းဘောင်းမီတူတူပဲဝတ်တော့ငါမြင်နေရတာပေါ့ကွာ။ဂျင်းကပြောတော့သူ့ပထွေကဇညုံစရာ ဆိုလားပါလားပဲ။ဒါပေမဲ့ငါမြင်တာကတော့အဲ့ဒီလူကြီးအမျက်မူးနေတာပဲတွေ့။ပြီးတော့ရေဒီယိုကလာတယ်လှုပ်ဝက်တဲဖို့ဇလန်းတွေကိုနားထောင်နေတာပဲတွေ့တာပဲ။ တခါတလေမြန်မူးလိုက်တာချလို့တဲ့အိမ်လုံးကိုတုံးလုံးချွတ်ရှောက်ပြေးနေတယ်ဆရာ ကောင်မလေးရှိတာတော့မရှက်ဘူးဟုတ်လားလို့ဆက်ထွယ်လီတာကမေးတယ်ဆက်ထွယ်လီတာဟာဒီတင်းကိုတော်တော်လေးစိတ်ဝင်စားသွားပုံရတယ်အယံမူးနေတဲ့လူကြီးအပြူမလေးရှိမရှောင် ကိုတုံးလုံးချွတ်ပြေးနေတယ်ဆိုတဲ့စကားမျိုးကြိုင်ဒီကောင်တဲအရသာ တွေ့တတ်တယ်တွေ့ဆိုရင်လည်းတွေ့မှာပေါ့လေဒီကောင်ကနှာဘူးပဲ တော်မလေးခင်ဗျာတနာစရာပဲကွာလို့ကျွန်တော်ကပြောပေမဲ့ဒါမျိုးကြတော့ခွေးမသားကစိတ်မဝင်စားဘူးနှာလောက်ပဲစိတ်ဝင်စားတာအေးကွာငါစင်မီနှုတ်ဆက်ချေအောင်မယ်တွားမှာဖြစ်တွားကပါဇက်ကပြောမနေနဲ့ပြရင်းပေါက်စီကိုကျွန်တော်ရှောက်လာခဲ့တယ်ဒါပေမဲ့အခန်းထဲမှာအငွေ့တွေကမှန်ပြတဲ့မှာလက်ရိုက်နေလို့ဘာကောမှကောင်းကောင်းမမြင်ရဘူးခုလိုလို့စီတော့ငါမတွားချင်သေးဘူးကွာလို့ကျွန်တော်ကပြောလိုက်တယ်ဟုတ်တယ် ကျွန်တော်စိတ်ထင်မှာသွားကျင်စိမ်မပုံဒါမျိုးဆိုတာစိတ်ပါမှာကောင်းတာကောင်မကလေးကတော့ရှစ်ပလေးစီသွားနိုင်မယ်ထင်တာပဲသူနဲ့ကိုကြားကစားကြသေးလားမသိဘူးကျွန်တော်ကအခန်းထဲမှာခေါက်တုံးခေါက်ပြန်ရှောင်ပြီးပြောနေကစားမပေါ့ငါပဲတိမလဲတို့နဲ့ရောက်ကြားကစားဘူးတဲ့အကြောင်းကိုပြောသေးလားဘယ်မှမပြီးမလဲကွဒါတွေကိုတိတ်စိတ်ဝင်စားပါဦးငါကကောင်မနဲ့တွေ့ဖို့ပဲကျွန်တော်တွေစိတ်ဝင်စားအောင် ဆက်ထရလီတာကကောင်းဖိလို့ပြီးတော့တန်ကြီးတက်ပြီးညစ်ပတ်နေတဲ့သူ့မုတ်ဆေးကိရိယာတွေကိုသိမ့်နေတယ်။ဟဲ့ကောင်ငါကနှုတ်ဆက်တယ်ဆိုတာပြောလိုက်ပါကွာ။ Okay ပြောလို့သာပြောတာဒီကောင်မျိုးဟာသူများကိစ္စကိုဒီလို အမတ်တရားလုပ်ပေးမဲ့ကောင်မျိုးမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်။ဆက်ထရလီတာလည်းအခန့်ပြန်သွားတယ်။ကျွန်တော်ကတော့ရေချိုးခန်းထဲမှာဂျင်းအကြောင်းတွေးချင်ရစ်တယ်။တတော်ကြီးကြမှာအခန်းကိုပြန်လာခဲ့တယ်။ကျွန်တော်ရောက်သွားတော့ ဆက်ထရယ်လီတာကမှန်ရှိမှရက်ပြီးနေစည်းစည်းနေသူတက်တန်တဝက်လောက်ကိုမှန်ရှိမှတဲ့အချိန်ကုန်ခဲ့လိမ့်မယ်ထင်နေကျွန်တော်ကတော့ကလေးထိုင်ပေါ်မှာထိုင်ရင်သူ့ကိုကြည့်နေတယ်ပြီးမှဟဲ့ကောင်ငါကြောက်ထုတ်ခွင့်ရရဲဆိုတာတော့မပြောလိုက်နဲ့နော်โอเคဒါတော့ကျွန်တော်ယုံတယ်ဒီကောင်ကဆာမှုပွဲကြတာတို့ကြောက်ထုတ်ခံရတာတို့လောက်ကိုအသေးအဖွဲလို့ထင်နေကောင်ရောဘတ်တို့လိုမဆက်စုဘူးစိတ်လဲဝင်စားဘူး ရောဘတ်ကဒီလိုပဲဟုတ်လိမ့်မလဲအင်မတန်ဆက်ဆုခြင်းနဲ့အကောင်ဆက်ထရလီတာကကျွန်တော်ကိုယ်အင်ဂျီကိုကောက်ဝတ်လိုက်တယ်အမလီဗျတေးပါတော့ဟဲ့ကောင်ရငါအင်ဂျီကိုမြေပခုံးကြီးပေါ်မှာဆွဲဆန့်မနေပါနဲ့ကွာငါတို့နှစ်ခါပဲဝရသေးတယ်မဆက်မအောင်ကွာငါစီကရဘူးကောစပွဲပေါ်ကမင်းလေပတ်အောင်မဟခွိမသားရဒီကောင်ဟာပစ္စည်းတစ်ခုခုကိုဟိုချတီချနဲ့ပြီးလက်ရှာရတာကအမော စီကရဘူးကိုကောက်ပြီးသူ့ကိုအင်ဂျီအဲကျွန်တော်ကိုအင်ဂျီအိတ်ထဲကိုထည့်လိုက်တယ်ကျွန်တော်လဲစိတ်ထဲညှစ်ထွေထွေ ရှိတာနဲ့စောင်းထားတဲ့အမဲလိုက်အုတ်ထုတ်ကလေးမျက်နှာပေါ်ဆွဲချလိုက်တယ်ကျွန်တော်ကစိတ်ထွေတက်တဲ့ကောင်မျိုးဘာမဟုတ်တာလေးပြင်မဲ့စိတ်ကကြုံကြီးရင်ဖြစ်ချင်းဖြစ်နေတတ်တာဟဲ့ကောင်တောင်မနေဘေးကိုသွားကြမှာလေမပြောတတ်သေးဘူးကအချိန်ရရင်တော့နယူးယောက်မြို့ထဲအထီးရောက်မှာပဲကိုကိုယ်ပြန်ရောက်မှာ သူပြောတဲ့လေပေါက်ကိုကျွန်တော်မကြိုက်ဘူးဒါနဲ့ကျွန်တော်ကအေးမင်းရုပ်ဖြောက်တာတွေဘာတွေမသိသေးလို့ဒီအချိန်မှာပြန်မယ်လို့လက်မှတ်ထိုးထွက်တာပေါ့ကွာသိရင်မနေ့ပြန်မနေ့ကိုယ်ခွဲကြမှာပြန်ရောက်မယ်လို့လက်မှတ်ထိုးခဲ့မလားမသိဘူးလို့ချင်းချင်းရှိရာနဲ့ပြောလိုက်တယ်အစ်စ်ပေါ်လို့သူကပြန်ပြောတယ်ခက်တာကဒီကောင်ကိုစိတ်ဆုံးအောင်ပြောလို့မရဘူးဒီကောင်ကဘဝင်ခက်ကကိုင်းတော်တော်တန်တန်စကားလောက်ကိုသူကအမှုထားတာမဟုတ်ဘူး ဟဲ့ကောင်ငါပြောတဲ့စာရေးစာကုန်ရေးပြအောင်ရေးထားနော်အဖွဲအနေတာမြများပါပါစေကွာဟုတ်လား okay စက်ထရလီတာကကုတ်အင်ကြီးကိုကောက်ကိုပြီးထွက်ဖို့ပြင်းတယ်ကျွန်တော်ကတော့ရေးမယ်လို့လည်းမပြောဘူးမရေးဘူးလို့လည်းမဆိုဘူးအตาပဲနေလိုက်တယ်ကြားကစားရင်ကင်းတွေကိုအရင်လိုပဲနောက်တက်မှထားတော့မယ်လားလို့မေးလိုက်စမ်းပါကွာလို့ကျွန်တော်ကလှမ်းပြောလိုက်တယ် okay တငယ်ချင်း အေးအေးဆွေးဆွေးပေါ့ကွာလို့ပြောပြီးထွက်သွားတယ် ဒီကောင်ပြောမှမဟုတ်ပါဘူးကျွန်တော်သိတာပေါ့သူထွက်သွားပြီးနိုင်ဝက်လောက်ကြာသည့်အထိကျွန်တော်တယောက်တည်းအခန်းထဲမှာငူငူကြီးထိုင်နေမိတယ်ထိုင်နေတယ်ဆိုတော့တကယ်ဘာမှမလုပ်ပဲထိုင်နေတာခမြောက်ဂျိန်းအကြောင်းဂျိန်းနဲ့ချိန်ထွက်တဲ့ဆက်ထွက်လီတာရဲ့အကြောင်းတွေကိုကျွန်တော်တွေးနေမိတယ်ကျွန်တော်စိတ်ထဲမှာဘလို့ဖြစ်လာမှမသိဘူးကြုံကရင်ဖြစ်လာတယ်ဆက်ထွက်လီတာဆိုတဲ့ကောင်ကနှာဘူးမှတကယ်နှာဘူး ဒီတုန်းမှခရိုင်းလိုပဲရောဘတ်ဟာရေချိုကန်ကက်လက်ကကြားထဲကနေထွက်လာတယ်ကျွန်တော်ဒီကောင်ကိုတွေ့ရတာဘယ်တော့မှပြပြရွှေရွှေမဖြစ်ခင်ဘူးဒီတခါတော့ဒီကောင်ရောက်လာတဲ့အတွက်ကျွန်တော်တော်တော်ပျော်သွားတယ်သူရောက်လာတော့ကျွန်တော်စိတ်ထဲမှာစဉ်းစားနေတဲ့အကြောင်းတွေတခြားရောက်သွားတယ်သူ့နှာခေါင်းပေါ်ကဝက်ချံကိုညှိရင်ကျောင်းမှာသူမုန်းတဲ့ကောင်တွေအကြောင်းကိုပြောနေလိုက်တာညနေ ထမင်းစားခေါင်းလောက်ထိုးတော့မှပဲရက်တော့တယ်ဒီကောင်ကဝက်ချံသားညှစ်တာ လက်ကင်ဘွားတို့ဘာလို့လည်းမတော်ဘူးဒီခွေးမသားမလက်ကင်ဘွားတို့ဘာလို့ရှိရလားလည်းမသိပါဘူးကျွန်တော်ဖြစ်တကားမှကင်တော့မမြင်ဘူးရှင်ဒီအကျွမ်းအပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်နာစင်ပြီးခဲ့သူတူတူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။တော်လန်ကလစ်ကများအားလုံး ပေးကင်းကြပါပါစေရှင်။